ဝန်းနေချင်းအထိတ်အမှတ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရင်မြို့နယ်အိုထိန်တင်းကျေးရွာကစာတင်ကြောင်းတစ်ခုကိုစစ်ကောင်စီတပ်ကပေါင်900ဘုံကျဲချသွားပါတယ်အဲ့ဒီအတွက်ဒီမှာကွယ်လွန်သွားခဲ့တဲ့ကျောင်းသားကျောင်းသူတွေနဲ့ဆရာမတွေအတွက်ဝန်းနေချင်းထိတ်မှဖြစ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ တိုင်တိုးပဲလွှင့်ထူပေးနေတာတော့ကျမတို့တော်လိုင်းဘက်ကရဲဘော်တူပါကဲစဲရေလုံရင်းကမှကျမတို့ဒီအလံတိုင်ထိတ်ရောက်နေပြတဲ့ဝန်းနေချင်းအထိမ်ဖတ်နဲ့ဒီဟာကိုလွှင့်ထူနေတာဖြစ်ပါလေရှင် 1 meter, R2 equal to S equal to 257.25 meter. အဲ့လိုတည်နေတော့မှပဲအပေါ်ကနေပြီးတော့ဘုံကြလာ။စာတင်နဲ့ကျွန်တော်တို့မှာဖာဖြစ်စီ။ဟုတ်။ကြလာတယ်ဘုံစံ။ဘောဘာမှာတွေးခွက်။အပေါ်ကအမိုးကိုလည်းကြည့်လိုက်။ဘလို့ဆုတ်ပြတ်တက်သွားတယ်။ဒီထဲထဲမှာရှိတဲ့ခုံလေးကိုအပြင်ကိုထုတ်ပြီးတော့ရှင်းထားလို့ပါ။ ီမှာထိခိုက်ဒဏ်ရာရသွားတဲ့သွေးစွန်းနေတဲ့ကော်ပါဘူးလေးသွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုန်းမှာစစ်ကောင်စီတပ်ကတိုက်ခိုက်သွားတာပါဒီနေရာမှာအဆန်ကျလိုက်ဒီမှာမှန်လိုက်တယ်သွေးစီချောင်းတက်ရှောင်းနေဒီနောက်မှာခရင်ခရိုင်နဲ့ကလေးလေးရသွားနေဟောဒီမှာလည်းကြည့်ဦးအပေါ့ โอเวอร์อะคันละเสียซีซุ้มๆหมดปู่ပြီးတော့ဗလားစာအုပ်ကလေးတွေပုံနှိပ်စာအုပ်လေးတွေတတ်တမတဲ့အတင်ချာကွန်ပါဘူးလေးတွေဟောဒီမှာလဲကွန်ပါဘူးဒီမှာပါဒီမှာကသူ့ခွက်ပါတခန်းလုံးရဲ့ပျက်စီးဆုံးရှုံးနေတဲ့မှတ်တမ်းမှာဒီခန်းကလေးကျမနောက်တခန်းကိုသူ့သွားကြည့် ဒီမှာလဲသွေးခွက်ပါထိခိုက်တာရရှိထားတာဟောဒီအခန်းကတော့အဆိုးအဆုံးပါပဲဒီမှာအပေါ်ကအမိုးတွေလဲအကုန်ပွင့်ထွက်ပါတို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ရောပထဝီတင်တဲ့အချိန်ပထမတစ်ချိန်ဝဲတော့ငါသားတို့တတိထားမိလားအရင်တိုင်းလိုပဲဖြစ်နေတာပါ ။အော်။ကျွန်တော်ကျက်လာလို့ထင်ပါတယ်။အော်။တားလို့တန်းနေရောတည်သွားတဲ့လူရှိလား။ရှိလား။ရှိတယ်။ဘယ်နားမှာထိုင်လာတော့ तू က။အရှိတန်းခုံမှာထိုင်။ရှိတန်းခုံမှာထိုင်တာမင်းကလေးလားယောက်ျားလေးလား။ယောက်ျားလေးလား။ယောက်ျားလေးတည်သွားတာ။အော်။ तू ကရှေ့ဆုံးမှာထိုင်တာပေါ့နော်။တည်သွားတဲ့တားလို့တငယ်ချင်းအသက်ဘယ်လောက်ရှိပြီလဲ။ဆက်ခုလောက်တော့ရှိမယ်။နာမည်ကဘယ်လိုခေါ်ရလဲ။နာမည်ကမြတ်နိုးမောင်။မြတ်နိုးမောင် ဟုတ်တယ်เนาะအန်တီလည်းတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတယ်ခုဒီမှာဒါအပေါ်ကမိုးထားတဲ့ထလက်မိုးကအောက်ကိုပြကြတာပါခုဒီနားလေးမှာဒါမျက်နှိုးမောင်ဆိုတဲ့ကလေးလေးကဒီခုံမှာထိုင်နေဟောဒီမှာသွေးတွေပါဒီအောက်ကသွေးတွေနဲ့အရှိမဒီမှာအတန်းချိန်စာတင်နေတော့ကိုဒီမှာအပေါ်ကနေကြတာပါလက်နဲ့ကြီးအစကစင်ပြီးတော့မှဒီကိုကြတာပါဒါစစ်ကောင်စီပြစ်လိုက်တဲ့ဘုံကနေမှာ ဟောဒီမှာအကြောင်းသားတယောက်ကွယ်လွန်သွားတာပါ grade 9အတန်းကပါကွယ်လွန်သွားတာမောင်မြတ်လို့မောင်ပါဟောဒီနေရာမှာထိုင်နေကလေးလေးပါရှင်ဒါစနေရက်2025 Skyline Data ကြီးရွှေဘုခရံတပည့်မျိုးနဲ့ဦးထိန်တွင်းကျေးရွာစတင်ချောင်းကိုစစ်ကောင်စီကလေချောင်းအနေနဲ့တိုက်ခိုက်လို့ကွယ်လွန်သွားကြတဲ့ကလေးတွေကဟောဒီမှာအိုးငါးအိုးနဲ့ဒီနေရာမှာငါးအိုးမြုံနှံထားပါတယ်ဒီဘက်က အိုးလေး2ဦးနဲ့2ဦးမြုံနှံထားပါတယ်ဟိုဘက်ကအိုးလေး3ဦးနဲ့3ယောက်မြုံနှံထားပါတယ်ဒါကအကြောင်းသားအကြောင်းသူဒီဘက်ရွာက17ယောက်ကျွဲလွန်တာပါကျွဲလွန်တဲ့အထဲထဲမှာဆ iam မတစ်ယောက်ပါပါတယ်ဒေါ်စင်မာသူအသက်23နှစ်ပါဒါကဂျာကလာကျောင်းကဆ iam မာလေးတူပါဝင်ပါလေရှင်စုစုပေါင်း22ဦးကျွယ်လွန်တဲ့အနက်ကဒီဘက်ရွာက7ဦးကိုမြုံနှံထားတာဖြစ်ပါလေရှင် တော်ကြီးကန်းကစကိုင်းငလင်ကြောင့်စိတ်တော့ကရောက်ရတဲ့ပြည်သူတွေကို ဖေးမဖို့ဒီနေရာကိုရောက်နေတာအဲ့ဒီလေရင်လေချောင်းတက်ခတ်မှုပြုတ်လုသွားတော့တော်ကြီးကန်းကမုံရွာမြို့ထဲမှာရောက်နေတာတရင်ကြားကြားချင်းပဲအဲ့ဒီကနေဒုံဆိုင်ပြီးတော့မှဖြစ်ပွားတဲ့နေရာကို သွားခဲ့တာပါလူမဆန်တဲ့မြင်ကွင်းစိတ်ထိခိုက်စရာမြင်ကွင်း ရက်ဆက်ကြံကြုံမှုစစ်ကောင်စီရဲ့ရာဇဝတ်မှုကျူးလွန်နေပေါ့လူမျိုးတုံးတတ်ဖြတ်တဲ့အကြမ်းဖက်ရာဇဝတ်မှုရဲ့တတ်သေးကံမှတ်တမ်းအနေနဲ့ဒါအဲ့ဒီမှတ်တမ်းတွေကိုရယူခဲ့ရတာပါစစ်ထဲမှာတော့အင်မတန်ဝမ်းနဲ့ကြေကွဲရပါတယ်